ဟယ်လိုအားလုံးမင်္ဂလာပါဒါဒီကနေ့ကတော့ကျွန်တော်မိုတိုနစ်ကဆိုင်ငယ်ရှိသူမိတ်ဆွေတွေဒါဆိုင်ငယ်အကြောင်းသိကျင်တဲ့အကြောင်းအရာလေးတွေရှိရင်ဒါအလွယ်တကူမေးမြန်းလို့ရအောင်လို့ဒါအခုလိုမျိုးလိုက်လွန်ပေးလိုက်တာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကြောကြောမှာမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်လောလောဆယ်အခုဒီ like ကိုဘယ်မျိုးတွေကနေကြည့်ရှုနားဆင်နေကြပါသလဲခွန်းမှန်လေးမှာတစ်ချက်လောက်ရေးပေးခဲ့ပါအောင်ခင်ဗျာဦးညံမျိုးထည့်မင်္ဂလာပါ ဒိုင်ယန်125ကအကျန်းတုံးအတွက်ဝယ်တင်လာတယ်ဝယ်တင်တာပေါ့နော်ဒိုင်ယန်အရန်နဲ့အကျန်းခံပါတယ်ဒိုင်ယန်ဆိုတဲ့အတိုင်းလုံးဝအကျန်းပန်းတော်တော်ခံပါတယ်နော်ကျွန်တော်တို့တရုတ်ဆိုင်ကတဲမှာဆိုရင်ဒါအရင်တွေးအကောင်းဆုံးဒါ1 to 10 1 to 10နဲ့မှာဒါဒိုင်ယန်က1 to 5လောက်ချိန်မယ်ဒါမြန်မာပြည်ဈေးကွက်မှာပြောတာနော်အတရုတ်နိုင်ငံဈေးကွက်မှာပြောတာမဟုတ်မြန်မာနိုင်ငံဈေးကွက်မှာဆိုရင်ဒါနာမည်ကြီးတာကတော့ဒါကမ်ဘိုးတို့ဒိုင်ယန်တို့လော်ဂျာတို့နော်ဒါတွေကတော့လုံးဝထိတ်ဆုံးကနေနာမည်ကြီးတယ် အည်တွေးတော်တော်ကောင်းတယ်ပေါ့နော်ဈေးကလည်းအခြားပိတ်နေတဲ့ပုံများတယ်အဲဒါဒီကလာမှာဆိုရင်ဒါအဲ့ဒိုင်ယန်ကောလော်ဂျာကံဘောက30ကျော်မှရတော့တယ်နော်1တန်ပဲဖြစ်ဖြစ်125ပဲဖြစ်ဖြစ်သိန်း30ကျော်မှရတော့တယ်အဲသူကကြတော့ဟိုပေးရတဲ့ဈေးတန်းကပုံမှန်အခုနောက်ပိုင်းမှာပေါ်လာတဲ့ဒစိမ့်တစ်တွေထက်ဈေးတန်းကတော့ပုံများကောင်းများလိမ့်မယ်ဒါပေမဲ့သူကအာမခံတွေကအင်ဂျင်အာမခံတစ်နှစ်ပါတယ်ပြီးတော့လုံးဝနှစ်ရှည်အထိအကြံပန်းခံတယ်ဥမာကျွန်တော်နဲ့အတိတယောက်ဆိုရင်ဒိုင်ယန်စီးနေတာသူဆိုရင် ်15နှစ်လောက်ရှိပြီအဲဒီလိုမျိုးပေါ့နော်လုံးဝအခုချိန်ထိအစည်းခံနေတော့မော်ရီကတော့နှိမ်သွားပြီပေါ့နော်15နှစ်ဆိုတော့ဒါပေမဲ့သူကလုံးဝအခုချိန်ထိအင်ဂျင်ကလုံးဝဆွဲယုံကောင်းနေတော့အဲဒီလိုမျိုးတွေပေါ့အခုချိန်ထိအသုံးခံနေတော့အဲဆိုတော့ရေရှည်စီးမှာနော်ပြရတဲ့ဇီးတန်းနဲ့တန်ကျင်နေဆိုရင်တော့ဒါဒိုင်ယန်ကလည်းအရန်နဲ့ဝေပြောရတဲ့မှာထိတ်ဆုံးသွားပါပါတယ်ခင်ဗျအဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျကိုလွန်မူရေမင်္ဂလာပါခင်ဗျ clip special line နဲ့ဘယ်လောက်ရှိမလဲကိုရေးတဲ့ဟုတ်ကဲ့ special edition clip နဲ့ဆိုရင်လောလောဆယ် license ပါဆိုရင်380တပတ်လည်းမှာဈေးပေါင်နေပါတယ်ခင်ဗျကုလဝင်းရေမင်္ဂလာပါ Honor Clip 160ဈေးလေးပြောပြပါအောင်နဲ့ဟုတ်ကဲ့ Honor Clip 160ဒီအခုဆိုရင်တော့ကျွန်တော်တို့သွား special edition ရယ် you version ရယ်ဆိုပြီး version နှစ်မျိုးလာတယ်ပေါ့ you version ကတော့ဒလောဆယ်မှာเนาะ300ကျော်ကျော်ပေါ့100ကျော်ကျော် 130နီးပါးပေါ့နော်130နီးပါးလေးမှာဈေးပေါက်နေတယ်အဲ့ဒီတပတ်လည်မှာပေါ့ငွေဈေးအတက်ကြပေါ်မှာမူတီမှာတခါတရံ130ဖြစ်သွားလိုက်တခါတရံ130ကျော်သွားလိုက်တခါတရံလည်း130အောက်လေးဖြစ်လိုက်ပေါ့အင်း130တပတ်လည်မှာဈေးပေါက်နေတယ် special edition ဆိုရင်တော့လောလောဆယ်မှာ320တပတ်လည်မှာဈေးပေါက်နေပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျ ။အိုးကိုထောင်လင်းကမင်းတို့မျိုးပါပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ။ဦးတန်းရွှေကောက်မိုက်ရှင်မင်္ဂလာပါ။မလေးရှားဂျိုဟိုးကနေကြည်နေပါတယ်တဲ့။ကျေးဇူးပါခင်ဗျာ။အဝါ 5V4 တွေကသူကဟိုဘတ်3000ဆိုရင်မြန်မာဝင်နေဆိုရင်ဘယ်လောက်ဖြစ်နေကြီးလဲတော့ကျွန်တော်မသိဘူး။ဟိုမြန်မာငွေနဲ့ကျွန်တော်မတွတ်တာဘူးပြောတာပေါ့နော်။လောလောဆယ်မြန်မာငွေစီးတော့ကျွန်တော်သိတယ်။မြန်မာငွေဘယ်လောက်ပေါက်နေလဲပေါ့။အဲ 15V4 ကလောလောဆယ်မှာကျွန်တော်သိလောက်ကဝက်တောက်ဆိုရင်တောင်မှလောဆယ်မှာမန္တလေးမှာဆိုရင်3100ဝန်းကျင်နော် အဲ့ဒါဥမာ license ပါပေါ့နော် license ပါဆိုရင်တော့320ဝင်းကျင်320ကျော်ပေါ့အဲအဲ့ဒီလောက်မှာဈေးပေါင်နေပါတယ်ခင်ဗျဟုတ်အဖြေလေးရမယ်ထင်တော့ကိုစင်လင်းပိုင်ကြီးကျေးဇူးတင်ပါတယ်ဗျဥမာ Cambo 125R တို့တောင်မှအခုဆိုရင်36သိန်းဝင်းကျင်ဖြစ်နေပြီနော်35သိန်း36သိန်းအဲ့ဒီတပတ်လည်းမှာဖြစ်နေပြီတစ်မျိုးနဲ့တစ်မျိုးတော့ဈေးမတူဘူးပေါ့အဲ့ဒါဆိုတော့ဒါအခုဒါတရုတ် Alpha က33သိန်းဝင်းကျင်ဆိုတာကဒါဝေပြိုရဲလို့ပြောရမယ်အဲ့ဒီတည်းမှာ ဟိုဒစိုက်ကောင်းတာလေးရှာဝယ်ပေါ့ဥမာ FR ထဲမှာဆိုရင်လောလောဆယ်နာမည်ရနေတယ်တရုတ်ဒစိုက်တွေကတော့ New Zealand နဲ့နော် New Zealand နဲ့ကတော့ဒါလောလောဆယ်နာမည်ရနေတယ်ပေါ့နော်ဟုတ်အဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာကိုတန်းလင်းရေမင်္ဂလာပါဆလင်းမျိုးပါတယ်ကျေးဇူးပါခင်ဗျာကိုတင်လင်းအောင်ရေစင်ကာပူအကြည့်နေပါတယ်တဲ့ကျေးဇူးပါခင်ဗျာလော်ဂျာစီလီပြောပြပါဦးနဲ့ဟုတ်ကဲ့လော်ဂျာတွေကလောလောဆယ်လော်ဂျာ1တန်းပေါ့လော်ဂျာ1တန်းနေရလောလောဆယ်မှာ32သိန်းခွဲ33သိန်းအဲ့ဒီတပတ်လည်းမှာဈေးပေါက်နေပါတယ်ခင်ဗျာကိုကြိုကြိုရေမင်္ဂလာပါ စကိုဗီ2019ခုနှစ်ဆက်ခွင့်ရပလက်ပဲသိရှိလဲတဲ့ဟုတ်ကဲ့စကိုဗီ2019တွေကလောလောဆယ်မှာဘိန်းကျောပေါ်မှာမူတီဘီမှာနော်ဘိန်းကျောပေါ်မှာမူတီဘီမှာ380တပတ်လည်းမှာဈေးပေါင်နေပါတယ်ဒါကတော့ဘိန်းကျောပေါ်မှာမူတီမှာပေါ့နော်ဥပမာဘိန်းကျောရောက်ရင်တော့380အောက်ပဲ80နဲ့80ကြာပဲဖြစ်မယ်ဘိန်းကျောကောင်းရင်တော့380လောက်အဲ့ဒီတပတ်လည်းမှာဈေးပေါင်နေပါတယ်ခင်ဗျာဟုတ်ကျေးဇူးတက်ပါတယ်ခင်ဗျာမောင်ဆိုးမြင့်ဝင်းဆိုးအကောင့်ပိုင်ရှင်မင်္ဂလာပါ အိန္ဒိယ TVS ဈေးလေးပြောပြပါအောင်နဲ့ဈေးနှုန်းလေးရောပြောပြပါတယ်ဟုတ်ကဲ့အိန္ဒိယ TVS တွေကဒါ तू ကအရေးတွေးရ Medical Class မှာပါတယ်နော် तू ကတရုတ်ဘိန်းနေထက်လဲအရေးတွေးကောင်းတယ်ထိုင်းဘိန်းလောက်လဲအရေးတွေးရမကောင်းမြန်ဘူးအဲ तू ကတော့ Medical Class မှာပေါ့နော်ဈေးတန်းဈေးတန်းကလည်း तू က Medical Class မှာပါနေတယ်နော်တရုတ်ဘိန်းတဲ့ဈေးလေးနည်းနည်းပူတယ်ထိုင်းဘိန်းလောက်လဲဈေးမကြည့်ဘူးပေါ့စီးမဲ့ဆိုရင်တော့ तू ကစီးပြောတယ်နော်စီးပြောတယ်ဥမာဒါအခုအိန္ဒိယ TVS desk လေးပေါ့ ဥမာတက်ဆိုရင်လောလောဆယ်မှာเนาะဥမာဒီ model ပေါ်မှာ multi မှာပေါ့ဥမာ2000စက္ကွန် model လေးတွေဆိုရင်လောလောဆယ်ဘိန်းကျော့ပေါ်မှာ multi ပြီးမှเนาะ30နဲ့30ကြာမှာဈေးပေါက်နေတယ်ဒါကတော့ဘိန်းကျော့ပေါ်မှာ multi မှာကီလိုနည်းရင်နည်းသလိုဈေးပို့သွားမှာပေါ့เนาะဈေးပို့သွားမှာပေါ့ဥမာ2019 model ဆိုလဲ30 30ကြော်ကြော်လေးမှာပေါ့30နဲ့35သိန်းကြားလောက်မှာဈေးပေါက်နေတယ်သူကလည်း ကီလိုနဲ့ဘိန်းကျောပေါ်မှာမူတည်မှဈေးတန်းလေးတွေကွာမှာပေါ့မြန်မာနိုင်ငံမှာအစီးအများဆုံးကတော့ TVS Das Auto ရယ် Das Prime ရယ် Wego ရယ်နော်အဲဒီ၃မျိုးကတော့အစီးအများဆုံးအခြားသော TVS ထဲမှာ gear ဘိန်းတွေလည်းထွက်တယ်ဒါပေမဲ့ gear ဘိန်းတွေကတော့အစီးနေနေသေးတယ်ပေါ့နော်ပြီးရင်ဒါတချို့လဲဘိန်းကြီးဆိုင်ကြီးတွေစီးကြတယ်ဘိန်းကြီးဆိုင်ကြီးတွေကလည်းဒါအခြားသော Honda တို့ Yamaha တို့ဘိန်းကြီးတွေထဲဆိုင်ရင်တော့စီးတာနည်းနေသေးတယ်နော်နည်းနေသေးတယ် သူကနေတူတော့စီးပြော်ပါတယ်ဇီဒန်ကခလေခလန့်မှာဆိုတော့လေနော်အဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျကိုနီမင်္ဂလာပါ25သိန်းဝန်းကျင်တရုတ်ဘိန်းနဲ့ရွေးပေးပါအောင်နဲ့ဟုတ်ကဲ့25သိန်းဝန်းကျင်တရုတ်ဘိန်းနဲ့ရဆိုရင်ကျွန်တော်တို့ဒီ PNC ဒစိမ့်ပေါ့ PNC ဒစိမ့်တဲကဥပမာဝိတ်လေးတွေရမယ်နော်စီစရိုင်းလေးတွေရမယ်တို့ဆိုရင်တော့ဒါ25သိန်းတော့မသုံးရအောင်22သိန်း23တိန်းအဲ့ဒီတပတ်လည်းမှာပဲရှိမယ်ပြီးတော့ဒါကျွန်တော်ဟိုနေ့က ကြော်ညာတင်ပေးထားတဲ့ဆိုင်ကလုံးဆိုင်ကလေးတွေပေါ့ဆိုင်ကလုံးထဲမှာဆိုရင်ဒါ PNC တစ်စိတ်ပေါ့ PNC တစ်စိတ်28သိန်း7000ပါเนาะကျွန်တော်ရဲ့မိတ်ဆွေ Handy ဆိုင်ကရောင်းပြကမ်းမှာဝယ်ယူလို့ရပါတယ်။အဲဆိုရင်ဒါ brand new kilo 0နဲ့ license ပါရမယ်ပေါ့เนาะ license ပါရမယ်။ပြီးရင် Canter 1 ton လေးတွေ Canter 1 ton လေးတွေဆိုရင်လည်းဒါ25သိန်းဝန်းကျင်ပဲရှိတယ် Dream 1 ton ပေါ့เนาะအားလေးဆိုလည်း25သိန်းဝန်းကျင်ပဲရှိတယ်။အဲဆိုတော့ဒါ25သိန်းဝန်းကျင်ဆိုရင်တော့ဒါကျွန်တော်တို့ ဒါရွေးချယ်စရာလေးတွေတော့ပေါ်ပါတယ်เนาะ second year ဆိုရင်တော့ဟိုမှာဒါဆောင်ရှမ်းဆိုင်ကလုံးတို့ဘာလို့ဆိုရင်တော့ second year 2016 model တို့အဲဒါလောက်လေးရနိုင်တယ်ပေါ့နော်ရနိုင်ပါတယ်ဟုတ်အဖြေလေးရမှထင်တော့ကိုနေရေကျေးဇူးတင်ပါတယ်ဗျကိုကျော်တက်လိုက်ရင်မင်္ဂလာပါထိုင်းရကြည့်နေပါတယ်တဲ့ IG 2023 model kilo 9000 AY license နဲ့ basic ပေါက်နေလေတဲ့ဟုတ်ကဲ့ IG တွေကဒါအခု2023ဆိုတော့ဒါ model မြင့်ပေါ့ အဲဈေးကောင်းတော့ရနိုင်တယ်အဲ့ဆိုကျွန်တော်ခမန်းကြီးဈေးလေးတစ်ချက်ပြောပေးမယ်ပေါ့နော်ကျွန်တော်တင်နေနော် तू ကနောက်ဆုံးပုံမော်ဒယ်ဈေးကိုတစ်ချက်အရင်ပြောပေးမယ်ဈေးနှုန်းလေးတွေချိန်လို့ရအောင်အခု2024မော်ဒယ်တွေဆိုရင် IG ကရပလက်လိုင်းစင်ကြီးနဲ့ဆိုရင်ဒါ320ကျော်320ဝန်းကျင်မှာဈေးပေါက်နေတယ်နော်ဒါရပလက်လိုင်းစင်ကြီးခုက A11 ဆိုတော့ဒေတာလိုင်းစင်ပေါ့နော်ဒေတာလိုင်းစင်နဲ့ရပလက်ကြီးက320လောက်ဈေးကွာတယ် အဲ့တော့24ဆိုရင်တော့ EY license နဲ့ဆိုရင်တိတိယဝန်ကျင်ဈေးပေါက်နေတယ်။ဟို23 23ဖြစ်တဲ့အတွက်ဒါရော brand new ဈေးကိုပြောတာเนาะ။ဒါ23ဆိုရင်ကျွန်တော်ထင်တယ်เนาะ။သူကဒါတိန်း80နဲ့90ကြားမှာပေါက်မယ်။ဒါက brand new ဆိုရင်အခုကတော့ကီလို9000ပါနေဆိုတော့ကျွန်တော်ထင်တယ်ဘိန်းကျောပေါ်မှာ multi ပြီးမှတိန်း80တပတ်လဲလောက်မှာဈေးပေါက်နိုင်တယ်။ဘိန်းကျောပေါ်မှာ multi ပြီးမှပေါ့เนาะ။ဆိုတော့တိန်း80တပတ်လဲလောက်မှာဈေးပေါက်နိုင်ပါတယ်ခင်ဗျာ။ ဟုတ်ဇီးလီချိန်လို့ရမှာတဲ့เนาะကျေးဇူးတင်ပါတယ်ခင်ဗျာဟန်နီဦးအကောင်းပိုင်ရှင်မင်္ဂလာပါ Honda Super Cat 90 cc ဇီးလီတွေတက်နေလားတဲ့ဟုတ်ကဲ့ Honda Super Cat လေးတွေကမမော်ဒယ်ဘလောက်ကိုသိကြနေတာလဲပေါ့เนาะမော်ဒယ်ဘလောက်လဲပေါ့အဲဆိုတော့ဒီ Honda Super Cat တွေကအခုတော်ရ2008 2009 2010စတဲ့ဖြစ်ပေါ့ဗျာမော်ဒယ်မြင့်မြင့်လို့ဈေးကောင်းတာပေါ့တော်ရဂျပန်ဘိန်းနေဆိုရင်ပိုပြီးမှဈေးကောင်းတယ်အဲဆိုတော့ ျွန်တော်တင်းတင်းလောက်ဆိုရင်ဈေးကွက်ထက်မှာသိန်း20ကျော်ကနေစရှိတယ်။ Honda Superget ကလေအဲသိန်း20အောက်လေးလည်းရှိပါတယ်။ Modern နဲ့ဘိန်းကျိုးပေါ်မှာ Moody မှစကားပြောသွားတာ။အဲဆိုတော့တချို့ဘိန်းလေးဆိုရင်သိန်း20အောက်လေးတွေသိန်း20ဝန်းကျင်အဲ့တော့မှ Modern နဲ့ဘိန်းကျိုးကောင်းရင်ကောင်းလို့သိန်း100ကျော်တွေရှိတယ်နော်။ Honda Superget တွေကဂျပန်ဘိန်းတချို့ဆိုရင်လီလန်ဘိန်းတွေတွေ့ဘူးတယ်။ဟိုကီလိုထောင်ကနန်းလေးတွေတို့နော်။အခုချိန်ထိသိန်းထားလူတွေရှိတယ်။နော်။ ဟိုရူထတော်ထလာပဲထုတ်စီးတာပေါ့အဲ့ဒါကြီးဆိုလဲဈေးတန်းမေးကြည့်လိုက်ရင်တိန့်တရာကျော်တော့အဲဒီလိုမျိုးတွေပေါ့ဒီလိုမျိုးတွေပေါ့ဟုတ်ဟန်နီဦးရေအဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ဗျဆန်ဆန်ကောက်မရှင်မင်္ဂလာပါ95 Honor Scoby ပဲစေးပေါက်နေလဲတဲ့ဟုတ်ကဲ့နော်95 Honor Scoby လေးကလောလောဆယ်နော် Smacky နဲ့ဆိုရင်88သိန်းဝင်းကျင်ပါခင်ဗျာ Yuki နဲ့ဆိုရင်တော့83သိန်း84သိန်းအဲ့ဒီတပတ်လည်းမှာစေးပေါက်နေပါတယ်ခင်ဗျာ ကိုစုံမျိုးတူရေမင်္ဂလာပါပျော်ပွဲရပါတယ်ကျေးဇူးပါခင်ဗျာကိုထွန်းလင်းအောင်ရေပသိမ်ကြီးရပါတယ်ကျေးဇူးပါဗျဥတင်မြင့်ရေနတ်မောက်ကပါတယ်ကျေးဇူးပါခင်ဗျာ